အားလုံးပဲမင်္ဂလာပါကျမတော့မချောစုလိုက်ပါဒီကနေ့မှာတော့မိတ်ဆွေတို့ရဲ့ခန္ဓာကိုယ်တွင် KCN ပြက်လက်မှုကိုအလွယ်ကူဆုံးနဲ့အထည်ရောက်ဆုံးဖြည့်ပေးနိုင်တဲ့နည်းလမ်းလေးကိုမျှဝေပေးခြင်းပါတယ် KCN ပြက်လက်မှုကတော့အများအပြားသက်ကြီးရွယ်ဝင်တွေမှာအဖြစ်များပါတယ်ခန္ဓာကိုယ်တွင်မှာ KCN နေရောနေလာပြီဆိုတာနဲ့သွားပိုးစားတာသွားနေတာသွားကျိုးတာတဖုံးရောင်တာတွေဖြစ်လာမယ်အသက်ကြီးလာတာနဲ့အများအောင်မေးရိုးတွေကပါလာပြီးတော့သွားရဲ့အမြင့်တွေကလည်းခိုင်ခံ့မှုမရှိတော့ဘူး အယိုးပါတာအယိုးပွားတာအယိုးကျိုးတာတွေဖြစ်လာမယ်ကြွက်သားတွေလည်းအားမရှိတော့ဘူးကြွက်တဲ့တာတွေဖြစ်လာမယ်ကြွက်သားတွေကောင်းကောင်းအလုံးမလုံးနိုင်တော့ဘူးနွမ်းလျတာအည်ပြားတွေခြောက်တွေ့တာလက်သေးခြေသေးတွေကျိုးတာခြေလက်ထုံကျင်တာနှလုံးခုန်လုံးမမှန်တာတွေဖြစ်လာမယ်ဒါဟာကယ်ဆီယမ်ချို့တဲ့တဲ့လက္ခဏာတွေပဲဖြစ်ပါတယ်အဲ့လိုကယ်ဆီယမ်တွေချို့တဲ့လာပြီဆိုတာ ਨੇ ခန္ဓာကိုယ်ကရတဲ့နေရာနေရတယ်လို့ဆွဲယူသုံးတယ်အယိုးတွေသွားတွေကနေဆွဲယူတယ်အဲ့ခါမှာ ခန္ဓာကိုယ်ကကယ်ဆီယမ်နေချို့တယ်လာပြီးဖြစ်တဲ့အတွက်เนาะကယ်ဆီယမ်ပါတဲ့အစာတောက်တွေစားကြတော့မယ်မှန်ပါတယ်ဒါပေမဲ့စဉ်းစားကြည့်ပါမိတ်ဆွေတို့ကယ်ဆီယမ်ပါတဲ့အစာတွေဖြစ်တဲ့နွားနို့ပုံမှန်တောက်ဖြစ်ကြရဲ့လားမတောက်ဖြစ်ဘူးဒိန်ချင်းတစ်ခါတလေပဲစားဖြစ်တယ်เนาะအစိမ်းအောင်ရှိတဲ့ညင်တီဟင်းရွက်ဒါလည်းအာလုံးတည်ကြတဲ့အတိုင်းပဲအစိမ်းတောက်တွေအခြားဆိုးကျိုးတွေကရှိနေသေးတယ်တဘာဝအတိုင်းကယ်ဆီယမ်နေပါတယ်ဆိုပေမဲ့ဦးကစုံယူဖို့အတွက်အရန်ခက်ခဲတယ် အသက်ကြီးလာတာနဲ့များအစာအိမ်မှာ acid တွေကယောနေလာတယ်။ကယ်ဆီယမ်ကိုဦးကစုပ်လူနိုင်ဖို့ဆိုရင် acid ရှိနေဖို့လိုအပ်တယ်။ဒါကြောင့်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစီကနေလည်းကယ်ဆီယမ်ဓာတ်ရဖို့အခွင့်အလမ်းကအရန်နေပါတယ်။ အယိုးပါစားလို့ရတဲ့ငါးတစ်တာသူ့မှာလည်းကယ်ဆီယမ်ဓာတ်ပါတယ်သို့တော်လည်းပဲလူတိုင်းကမစားပြစ်ကြဘူးဒါကြောင့်ခန္ဓာကိုယ်မှာကယ်ဆီယမ်ဓာတ်ကျွဲဝဖို့ရဖို့ဆိုရင်နော်အစာတောက်တွေကနေရနိုင်မဲ့အခွင့်အလမ်းအရန်နေပါတယ်ဒါကြောင့်ဖြစ်ဆွက်စာတွေစားသုံးပေးရမယ်ဖြစ်ဆွက်စာတွေစားသုံးတဲ့နေရာမှာလည်းရွေးချယ်မှုမှန်ကန်မှုလိုပါတယ်အဲကယ်ဆီယမ်ကို ခီးလိုက် ပေါ့နော်ခီးလေးအဆင့်ရှိတာကိုရွေးချယ်ပြီးတော့စားသုံးရင်တော့ပိုပြီးတော့ခန္ဓာကိုယ်အတွက်အကျိုးများပါတယ်ဒီကနေ့မှမိတ်ဆွေတို့ကိုတည်ငောင်းလေးပါချင်တာကတော့ဒါကယ်စီယမ်ပေါ့နော်ခန္ဓာကိုယ်အတွက်ကယ်စီယမ်ဖြည့်ဆည်းပေးတဲ့နေရာမှာအလွယ်ကူဆုံးနဲ့အထီရောက်ဆုံးဖြစ်တဲ့နီလန်လေးရောက်ရှိလာပါပြီဒါကတော့ဘာလဲဆိုတော့နေပညာမြင့်တောက်ရည်တန့်ဆက်ဖြစ်တဲ့အေကာမက်ဆက်လေးပဲဖြစ်ပါတယ်အေကာမက်ဆက်ကနေ နော်ရရှိလာတဲ့ရေက molecule အရန်သေးပြီးတော့ calcium ဓာတ်တွေလည်းပါဝင်တာဖြစ်လို့နော်ရှေ့မှာပြောခဲ့တဲ့အယိုးကျန်းမာရေးနှလုံးကျန်းမာရေးကြွက်သားတွေရဲ့ကျန်းမာရေးကိုရေရေနေ့စဉ်ရေတောင်ရင်းနဲ့စောင့်ရှောက်ပေးလို့ရတဲ့အကြောင်းသတင်းကောင်းလေးပါကျင်ပါတယ်ဒါကြောင့်မို့ကြောင့်မိတ်ဆွေတို့ကမိမိတို့ရဲ့ကျန်းမာရေးကိုရေတောင်ရင်းနဲ့နေ့စဉ်စောင့်ရှောက်ပေးနိုင်မှုအကာမက်ဆယ်လေးကိုဝယ်ယူတတ်စဉ်အသုံးပြုကြဖို့တိုက်တွန်းလိုက်ပါရှင့်